အားလုံးပဲမင်္ဂလာပါရှင်ဆရာမတော့ကြားမြင်ဆရာမလေးအောင်းမွေဖြစ်ပါတယ်ရှင်နော်ဆရာမက lucky ကံလေးအတိတ်ကဖွင့်ပေးပါတယ်ပြီးလို့ရှိရင်အာလက်ပိတ်ကပိတ်နေတဲ့လူလေးတွေ lucky ကံလေးတွေနဲ့ပတ်သက်ပြီးဖွင့်ချင်တယ်ပေါ့နော်ကိုလောက်ကိုင်းနဲ့ပတ်သက်ပြီးအပြောဆိုနဲ့ပတ်သက်ပြီးမျက်နှာဖွင့်နဲ့ပတ်သက်ပြီးဖွင့်ပေးပါတယ်ရှင်အဲ့တော့ယုံကြည်သူတိုင်းလာပြီးမေးပါယုံကြည်သူတိုင်းဆရာမရဲ့ဟောစရာလေးကိုနားထောင်သွားပါရှင်မယုံကြည်တဲ့လူတွေဘလော့ပိုင်ခင်ရှိပါတယ် เนาะဘာကြောက်လဲဆိုရင်ဆ iam မစေတနာတတ်တတ်နဲ့အလကား free ဟောပေးတာဘာကြောက်လဲဆ iam မစီမှာညာဟူဇော်ဟလွှဲပြီးတော့လာကြည့်မနိုင်တဲ့လူတွေအတွက်ခဏရသာသမီးတွေအတွက်ကိုဆ iam မအဓိကထားပြီးတော့ပေါ့เนาะဟောပေးတာဖြစ်ပါတယ်အဲ့တော့ဆ iam မဒီစေတနာဖြူစင်စွာနဲ့မှန်ကန်တော့ဟောစတဲ့ဟိုတင်ပေးတဲ့ဆ iam ဖြစ်ပါတယ်ရှင်เนาะအဲ့တော့လူတယောက်ကိုကိုကြည့်လိုက်လို့အာစိတ်အနောက်ရှက်ဖြစ်တယ်လေဆိုရင်ဘလော့ပိုက်ခွင့်ရှိတယ်เนาะကဲအဲ့တော့ဆ iam အဲ့ဒါလေးပဲပြောပြပါမယ်ရှင် ကဲဒီနေ့အကြောင်းလို့ရှိရင်ဗာလိနာသားကလေးတွေလာပြီးဟောစတန်းတင်ပေးတယ်လဲဆိုရင်ဆယ်လပိုင်းစာအတွက်ကိုတင်းလာသားသမီးများအတွက်ကိုဆ iam မလေးဟောစတန်းလာတင်ပေးပါတယ်ဖြစ်ပါတယ်ရှင်အဲ့တော့တင်းလာသားသမီးမှန်တဲ့ဖြစ်ဆိုရင်ဆ iam မကိုအသေးလေးတွေပေး like and share လေးတွေတစ်ယောက်နှစ်ခေါက်၃ခေါက်စီ share ပြီးဂုဏ်ပြုပေးပါရှင်အဲ့တော့ဆယ်လပိုင်းဆိုတဲ့အထဲမှာတင်းလာသားသမီးများရဲ့စိတ်တွေကအင်မတန်စိတ်လေနေတတ်တယ်လှုပ်တာလှုပ်နေရတာစိတ်ကပျော်ရွှင်မှုမရှိဘူးတဲ့ နော်လုပ်ငန်းနိုင်ငံထဲမှာလည်းအပြိုင်အဆိုင်အတိုက်အခိုက်တွေအများများနေတတ်ပါတယ်မနာလိုသူတွေပေါများနေတတ်ပါတယ်အဲ့တော့မနာလိုသူတွေကိုကြိလိုက်ပြန်တော့လေကိုယ့်ရဲ့ဘေးနားပတ်ဝန်းကျင်ဟာကိုနဲ့ပတ်သက်တဲ့လူတွေကိုနဲ့ကိုယုံကြည်ရတဲ့လူတွေကိုခင်တွေ့ရတဲ့လူတွေကပဲကိုကိုအတိုက်ခိုက်တွေများနေတတ်ပါတယ်ရှင်အဲ့လိုမျိုးလာပြီးတော့တိုက်ခိုက်နေတတ်တာပေါ့နော်လုပ်ငန်းနိုင်ငံထဲမှာလည်းစိတ်သက်တွေကြာနေတတ်တဲ့ဟာလောက်တာလုပ်နေရတာပေါ့နော်စိတ်မပြေဘူးအာငါစိတ်တွေကလည်း မငြိမ်ဘူးဆိုတဲ့အတွင်းမျိုးကိုသူတို့ကရောက်နေပါတယ်ရှင်။အဲ့တော့ဒီနေ့ထဲမှာဟဲ့ဆိုရင်အာဆယ်လပိုင်းထဲမှာဟဲ့ဆိုတာနဲ့ဆယ်လပိုင်းရော၉လပိုင်းရောပေါ့နော်။ဆယ်လပိုင်း၉လပိုင်းထဲမှာဆိုစိတ်သက်ကနည်းနည်းလေးညံ့နေတဲ့အထဲမှာရှိတယ်။ဘာကြောင့်လဲဟဲ့ဆိုရင်ကိုလောက်တိုင်းမအောင်မြင်ဘူးလားဆိုတော့အောင်မြင်တယ်။ဒါပေမဲ့ပြဿနာအကျဉ်းဆုံးရှင်းနေရတဲ့အနေအထားမျိုးဖြစ်တဲ့အခက်အခဲတခုကြုံပြီးမှကိုလိုချင်တဲ့အရာကိုရသွားတာကိုလိုတဲ့အတိုင်းတာမျိုးကိုရသွားတယ်ဟေးဆိုတာမျိုးဖြစ်နေပါတယ်ရှင်အဲ့တော့ အလောက်ကိုင်ထဲမှာလည်းအတိုက်ခိုက်များလို့စိတ်ရှုပ်နေရတဲ့ဂျာတဲ့ငွေကြီးနဲ့ပတ်သက်ပြီးဟိဆိုရင်လည်းငွေကုန်ကြီးကြများလို့စိတ်ညစ်နေရတဲ့ဒါပေမဲ့ငွေနဲ့ပတ်သက်ပြီးငွေဝင်တယ်နော်အာ6လပိုင်း ဆယ်လပိုင်းထဲမှာဟိဆိုရင်တနင်္လာသားသမီးများအရန်ကိုငွေရေးကြေးနဲ့ပတ်သက်ပြီးအဝင်နေပါတယ်ရှင်။ကန်တွေလက်တွေလည်းပွင့်နေပါတဲ့။အာဒါပေမဲ့ငွေကုန်ကြေးကြများနေတာတခုကတော့နည်းနည်းပိတ်ရမယ်။ငွေထွက်ပေါက်ကိုပိတ်ရမယ်။အဲ့ဒီငွေထွက်ရတဲ့အကြောင်းရင်းကဘာကြောင့်လဲ။ညီကုံဝန်သမားမိသားစုရဲ့အတွက်နဲ့ပတ်သက်ပြီးငွေကုန်တွေရတတ်ပါတယ်။ဥပမာငါဒီလာတော့ OK ပြီအဆင်ပြေပြီ။ငါငွေရေးကြေးနဲ့ပတ်သက်ပြီးဟိဆိုလို့ရှိရင်တော့စုမိလို့ရတော့မယ်ဆိုရင်မျောလင်းချက်ကလေးနည်းနည်းလေးရောင်ချီလေးတန်းရုံပဲရှိတယ်။အဲ့ဒီမျောလင်းချက်ကပြည့်စည် သွားတတ်ပါတယ်ညီကောင်မတော်မောက်ပေးလိုက်ရတာမျိုးအခက်ခဲတခုဝင်လာတဲ့အတွက်ကြောင့်မလို့ဖြည့်ရှင်းလိုက်ရတာမျိုးအဲ့လိုမျိုးလေးတွေနဲ့ကြုံရတတ်ပါတယ်ရှင်အထူးသဖြင့်ဒီဆယ်လပိုင်းတန်းမှာဟိဆိုရင်တနင်္လာသားသမီးတွေကမိသားစုရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့၎င်းဝေးကြီးအခက်ခဲတော့၎င်းကိုဖြည့်ရှင်းပေးရပါမယ်ဖြစ်ပါတယ်ပြီးလို့ရှိရင်တနင်္လာသားသမီးတွေရဲ့စိတ်ခွန်အားနဲ့ပတ်သက်ပြီးစိတ်ခွန်အားကျနေတာကိုတွေ့ရပါတယ်အဲ့တော့စိတ်ခွန်အားကိုပို့ပြီးတော့အားတင်းရမှာပါဘယ်လိုပဲဖြစ်ဖြစ်ငါလောက်ကိုလောက်ရမယ်ပြီးလို့ရှိရင်ဘလို့ပဲဖြစ်ဖြစ်ငါလောက်တာဒီအောင်မြင်ရမယ်အထူးသဖြင့်လူယုံ မလွယ်ဖို့အရင်လိုမျိုးပေါ့နော်ကိုယ်စိတ်ကိုပြီးစလွယ်မှာလွတ်ဖို့အတွက်ကိုယ်စိတ်ကိုကိုချုပ်ထိုင်နိုင်ဖို့အတွက်လိုအပ်လိုအပ်ပါလေရှင်ဘယ်လိုပြောမလဲဆိုရင်အရင်ကကိုယုံကြည်ရတဲ့လူတွေပဲဖြစ်နေပါစေဒီချိန်မှာငွေကြီးကြီးအလောက်ကင်နဲ့ပတ်တိုင်လုံးဝမယုံပါနဲ့လို့ပဲဆရာမပြောချင်ပါတယ်။ဘာကြောက်လဲဆိုဘလောက်ပဲမှန်နေတဲ့လူဖြစ်နေပါစေဒီ6လပိုင်း10လပိုင်းထဲမှာဟိဆိုရင်ကိုယ့်ကိုတစ္ဆာဖောက်သွားတာမျိုးလေးတွေကြုံရတတ်ပါလေလို့ဆရာမအမီအဲ့ဒါလေးကိုအသေးစိတ်အသေးချာလေးပြောပြတာပေါ့နော်အဲ့တော့ဒီ10လပိုင်းထဲမှာဟိဆိုရင်တော့စိတ်အနှောက်ရှက်နဲ့ ိတ်ပင်စိတ်ညစ်လွန်အားကြီးလို့ခေါင်းကိုက်တာတွေဇက်ကြောတက်တာတွေတော့ဖြစ်ရတတ်တယ်အရေးပြက်တာတွေတော့ဖြစ်ရတတ်တယ်ဒါပေမဲ့ငွေရင်းကြီးနဲ့ပတ်သက်ပြီးတော့ငွေဝင်မယ်အဲ့တော့တေချာပေါ့ပြောလို့ရတယ်ရှင်ငွေကြေးနဲ့ပတ်သက်ပြီးငွေဝင်မယ်အခြေခံချိကံနဲ့ပတ်သက်ပြီးခြေခံချိကံကောင်းမယ်လုပ်ငန်းနိုင်ငံနဲ့ပတ်သက်ပြီးကိုကပြောင်းရွှေ့မယ်ဟေးဆိုရင်ရဲရဲဝံ့ဝံ့နဲ့ပြက်ပြက်သားသားဆုံးပြတ်ချက်ကို ကျင့်ပြီးလို့ရှိရင်လုတ်သွားပါစေအိမ်တော်ရင်းနဲ့ပတ်သက်ပြီးအိမ်တော်ရင်းနဲ့မိသားစုရဲ့ကြာညံ့နေတတ်တယ်အချစ်ရင်းနဲ့ပတ်သက်ပြီးစိတ်တော့ကများနေရတတ်တယ်။ဘာကြောင့်လဲဆိုအချစ်ရင်းနဲ့ပတ်သက်ပြီးတယောက်ကိုတယောက် တယောက်ကိုတယောက်ပေါ့နော်ပန်တရားစိတ်တွေများနေတတ်တယ်ကိုယ့်ရဲ့ချစ်သူကကိုလိုချင်တဲ့ပုံစံမျိုးကိုမရဘူးပေါ့နော်ချိန်လန်းနေမားနေတာမျိုးချိန်လန်းပြက်တာမျိုးပြန်မပြောနားမတောင်လုပ်နေတာမျိုးအဲ့လိုမျိုးတွေတွေကြုံရတတ်ပါတယ်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးဟိဆိုရင်မိသားစုကလည်းတမျိုးအိမ်တော်ရင်းကလည်းတမျိုးအဲ့လိုမျိုးတွေတွေနဲ့ပတ်သက်ပြီးတော့ကိုကစိတ်ရှုပ်ဂုံးရှုပ်နေရတတ်ပါတယ်နော်အဲ့တော့ တနင်္လာသားသမီးတွေကဒီ9လပိုင်း10လပိုင်းကမှဆိုအရန်နေပင်ပန်းနေတာစိတ်တွေအရန်ပင်ပန်းနေတဲ့အတွက်ကြောင့်မလို့လောက်ကင်နဲ့တော့ဆောင်တယ်လို့ဆရာမမြင်တယ်။နော်အလောက်ကင်တွေနဲ့ပတ်သက်ပြီးကြင်ကြတယ်။အာအစိမ့်မပြေဘူးပေါ့အဲ့လိုမျိုးတွေဖြစ်နေတယ်။တကယ်ကြောင့်လို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုအရင်ဆုံးခဏလေးအနားယူပါ။နားယူပြီးတော့မှတစ်ကနေပြန်စပြီးလှုပ်သွား။အဲ့ဒါဟိဆိုအကုန်လုံးရှို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 းအစိမ့်ပြေသွားလိုက်မယ်။လုပ်ငန်းနိုင်ငံဒီနေရာမှာပဲငါလုပ်နေမယ်ဟိဆိုပြီးတော့တန်လိုက်နိုင်ချပြီးလုပ်မလုပ်နိုင်နဲ့ရှင်နော်။ပြောင်းစရာရှိရင်ရရမုံမုံနဲ့ပြောင်းတာပြောင်းလိုက်။ အဲ့လိုမျိုးနိုင်ငံရဲ့ခြောက်ထွက်ဖို့စီစဉ်နေတာလားစီစဉ်နေတယ်ဟဲ့ဆိုရင်တော့သွားခါနီးတယ်ကိုကအဖြတ်ဝင်တယ်ဥမာဆောင်းဘွယ်ဖြစ်ခါနေတယ်အဖြတ်ဝင်လေအဖြတ်ဝင်လေဆိုတဲ့အထဲမှာပါတယ်ပြောမယ်ဟဲ့ဆိုရင် ကိုယုံကြည်အားကိုးလိုက်ရတဲ့အလိမ်အညာတွေကိုသူကတွေးတက်တယ်နိုင်ငံရဲ့အကြောင်းထွက်ဖို့အတွက်ကိုကြံ့ကြာနေတတ်တယ်တဲ့အဲ့တော့ဘယ်တော့လောက်မှဆရာမကြီးနိုင်ငံရဲ့အကြောင်းနဲ့ပတ်သက်ပြီးထွက်လို့အဆင်ပြေမလဲဆိုဆယ်လပိုင်းကုန်ကနေဆိုရင်တော့ထွက်ရလိုက်မယ်ရှင်အဲ့လိုမျိုးတွေပေါ့နော်ခုနဆရာမပြောတာဘယ်အိမ်ရောက်မဆိုဆင်းပြေမလို့လို့နဲ့အဆင်မပြေတာတွေပဲကြုံနေရတတ်တယ်အိမ်တော်ကြီးအချစ်ရေးဟေးဆိုလဲခုနဆရာမပြောတယ်လို့ပဲစိတ်ရှုပ်စိတ်ညစ်နေရတတ်တယ်တကယ်တကယ်ကြောက်လို့ရှင်ဘာတွေအခက်အခဲရှိတယ်မရှိဘူး ကျော်ရှိရှိရှိနဲ့သူ့အနေနဲ့ဆင်ပြေသွားတာပဲအဲ့တော့အိမ်တော်ကြီးတွေချစ်ကြီးနဲ့ပတ်သက်ပြီးတယောက်နဲ့တယောက်နားလည်မှုလွယ်လွယ်တယ်ထင်လွဲနေတယ်အာစကလုံးနေနဲ့ပြစ်ပေါက်နေတယ်ဟဲ့ဆိုပြီးတော့ပြီးရော အဲ့အဲ့အဲ့ဒီချစ်ရဲ့အိမ်တော်ရဲ့အဆင်မပြေဘူးလားဆင်ပြေသွားတာကြီးပဲအဲ့လိုမျိုးဖြစ်တဲ့ရှင်ပြောမယ်ဟဲ့ဆိုတနင်္လာသားသမီးတွေကမဖြစ်ခင်လဲကြိုတွေးပြီးပူတယ်ဖြစ်ပြီးတာကိုလည်းတွေးတိုတွေးပြီးပူတယ်အာတယောက်ယောက်ကစကားတစ်ဖော်ပြောလိုက်တယ်ကိုရဲ့ချစ်သူကိုရဲ့မိသားစုကစကားတစ်ဖော်ပြောလိုက်တယ်ဟဲ့ဆိုတာနဲ့တို့ကအကြီးစဉ်းစားလိုက်တာအဲ့လိုမျိုးအဲ့တော့တို့ကငကိုကလေးကအခုပင်တော့ကကြီးသမားတွေဖြစ်တယ်လုပ်ငန်းကံကံနေအောင်မတော့တကယ်ဆရာကြီးဘလို့ဆရာကြီးလဲဟဲ့ဆိုရင်သူများလက်ညှိုးထိုးအောင်လုံးဝမနေဘူးကိုတောင်းဝန်ကိုကြည်အောင်နေတတ်တယ်ကိုမိသားစုရဲ့တောင်းဝန်လဲကိုကကြည်ပြအောင်ခန်းဆောင် နိုင်တတ်တယ်အဲ့လိုမျိုးပြောမယ်ဆိုလုပ်ငန်းနိုင်ငံအထက်မှာလည်းသူတို့ကဥစည်းဥဆောင်နိုင်စွာရှိတယ်လို့ညံရင်နဲ့ပတ်သက်ပြီးလည်းညံရင်ထက်မြက်တယ်အာကံဤအရာနဲ့ကြည့်မယ်ဟေးဆိုလည်းသူတို့တွေကကံကောင်းကံဤကံကောင်းနေတယ်ပေါ့နော်ကံကောင်းတယ်ကံနဲ့ပတ်သက်ပြီးဟေးဆိုရင်ကံအားလည်းကောင်းတဲ့အထက်မှာပါတယ်ပေါ့ဒါပေမဲ့အထုသဖြင့်သူတို့ကစိတ်ဆင်ရအောင်သွားတဲ့လူမျိုးလေးတွေဖြစ်တယ်စိတ်က စိတ်သက်ကြသွားပြီးဟဲ့ဆိုရင်လူပါရောဘုံဘုံကြသွားတဲ့အနေအထားမျိုးရှိတယ်အဲ့ဒါဟဲ့ဆိုရင်ဟိုကလှုပ်လဲအဆင်မပြေဒီဟာလှုပ်လဲအဆင်မပြေပို့ပြီးတော့အာရှုပ်ရက်တဲ့များလာတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့တနင်္လာသားသမီးတွေဆယ်လပိုင်းထဲမှာဟိတ်ဆိုလို့ရှိရင်တော့ဆရာမမြင်တာကတော့အိမ်ချမ်းညရာနဲ့ပတ်သက်ပြီးဝင်ခိုင်းရှိသလိုဆက်ပြက်စီနဲ့ပတ်သက်ပြီးဝင်ခိုင်းရှိပါတယ်။ရွှေနဲ့ပတ်သက်ပြီးလို့ရှိရင်ရွှေအလဲလဲရှိပါတယ်။နော်ငွေနဲ့ပတ်သက်ပြီးတော့လုံးဝငွေမထားပါနဲ့ဒီနေ့ဝင်မနှက်ပြန်ထွက်ပဲ။ငွေကြီးနဲ့ပတ်သက်ရင်တော့လုံးဝအဆင်မပြေဟောမကြံ့ပါဘောနော်။သူ့ရဲ့က ကစားတော့ကိုကဟိုမကြန့်တာအဲ့လိုမျိုးလေးတွေရှိတယ်ငွေစုတော်တယ်ကိုစိတ်ထဲမှာဘေးလူကကြည့်တယ်ဟေ့ဆိုတော့အာတို့ကငွေစုတော်တယ်ငွေနဲ့ပတ်သက်ပြီးချွေတာဆူဆောင်းတတ်တယ်ပေါ့နော်ငွေနဲ့ပတ်သက်ကတ်စီကုတ်တတ်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေရှိတယ်တကယ်အကြောင်းလို့ရှိရင်တို့အဲ့လောက်ထိစုထားတာတောင်မှကြေးထားတာတောင်မှတို့စီမှာပိတ်ပြီးတော့မကြန့်တဲ့အထဲမှာပါတယ်ပေါ့တို့အတွက်သာတို့ကတွန့်တူတာမိသားစုအတွက်ဟေ့ဆိုရော်ရော်ရော်အဲ့လိုပေးတတ်တယ်အတူတပြည့်ဆရာမမြင်လာတော့တနေ့လာသားသမီးတွေကမိသားစုအတွက်ပဲရှင်းတယ်လားများသလိုကိုကိုကိုပိတ်ပြီးတော့ ဘယ်လိုပြောမလဲဒီယူမဆိုင်တဲ့အထဲမှာပါတယ်သိပြီးတော့ဘယ်လိုပြောမလဲကိုယ့်အတွက်ဟဲ့ဆိုရင်တွန့်တူတတ်တာလေးတွေကိုဆရာမတွေ့ရပါလေရှင်အချင်းကြီးနဲ့ပတ်တိုင်းလည်းကောင်းဆုံးကိုတို့ကဖန်တီးနိုင်စွမ်းရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်အဲ့တော့တနင်္လာသားသမီးတွေစိတ်တွေညှင်းနေတဲ့အရာတွေကိုဘာနေနဲ့တည်ဆောင်ရမလဲဟဲ့ဆိုလို့ရှိရင်နော်ဆယ်လပိုင်းထဲမှာဟဲ့ဆိုရင်အာမုံလုံးရေပေါ့ဆယ်လုံးကိုဖျားမှလှူပေးပါအောက်တပြေးပန်းလှူပေးမယ်အောက်တပြေးပန်းရဲ့အောင်းညွန့်ရဲ့ ဇီးညွန့်ရဲ့အဲ့ဒီပုံညွန့်ရရင်တော့ကိုတို့အဆင်ပြေပါလေရှင်တကယ်လို့ကိုမလုံးနိုင်ဘူးခဲဆိုရင်ကိုလုံးလို့အဆင်မပြေဘူးကိုကနိုင်ငံရဲ့ချာရောက်နေတယ်ဆိုအိမ်ကမိသားစုတွေကိုလှုပ်ပေးလို့လှုပ်ခိုင်းလို့ရပါတယ်အာတနင်္လာသားသမီးတွေလှုပ်ပေးပါပေါ့တနင်္လာနေ့မှာလှုပ်ပေးပါပေါ့အဲ့လိုမျိုးတွေခိုင်းလို့ရပါတယ်ရှင်ပြီးလို့ရှိရင် တနင်္လာပါပမီများအတွက်ကိုဆရာမအပီအသက်နေနိုင်တဲ့တေချာလေးစီရင်ပေးတဲ့အဆောင်လေးတွေရှိတယ်။နော်လက်ပွင့်ကပွင့်ချင်တဲ့ခုနဆရာမပြောသလိုအပြောဆိုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးပြီးချင်တဲ့ငွေဝင်ကကောင်းချင်တဲ့ဟေးဆိုတဲ့လူလေးတွေပေါ့နော်ဆရာမစီမှာဒီလိုမျိုးအဆောင်လေးတွေရှိပါတယ်။အဲ့တော့လက်ပွင့်ကပွင့်ချင်တဲ့လူတွေလည်းဝင်ရောက်ပြီးတော့လာပြီးတော့မေးလို့ရပါတယ်။ပြီးလို့ရှိရင်ဆယ်လပိုင်းထဲမှာတနင်္လာပါပမီတွေ သွေးထွက်တန်ယူလေးတွေဖြစ်တတ်တယ်လို့လေနဲ့ပတ်သက်တဲ့ယောဂလေးတွေအကျော်နဲ့ပတ်သက်တဲ့ယောဂလေးတွေလည်းနည်းနည်းခံစားရမယ်ရှင်။ဒါပေမဲ့အကြီးကျယ်လားစိတ်ယုံစိတ်ခံအကြီးကျယ်သွားဖို့ရှိတာမရှိဘူးရှင်။နော်ခဏတာလေးနဲ့ပျောက်သွားဖို့ရှိပါလေ။ကဲဆရာမလေးခေါ်တော့။မှန်တယ်ဟေးဆိုလို့ရှင်နော်အသက်လေးတွေပေး like and share လေးတွေလှုပ်ဆွားပေးပါလို့ဆရာမမေတ္တာရက်ခံချင်ပါတယ်ရှင်။နော်ခဏရသာသမီအားလုံးအာဆရာမကစီဝါလလာဘကကောင်းပြီးငွေဝင်ကောင်းပြီးတော့ကောင်းချင်းများစွာကိုရယူပိုင်ဆိုင်နိုင်တော့လက်တစုံဖြစ်ကြပါစေရှင်။